ဒီနေ့ဂျွန်လာ24ရက်နောက်ဆုံးရရှိထားတဲ့ငလင်သတင်းတွေနဲ့တခြားထူးခြားသတင်းတွေကိုသတင်းရယူတင်ဆက်နေတဲ့သတင်းတော့ကေခိုင်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်။ဟုတ်ကဲ့ပါမက်ကေခိုင်ရေဒီနေ့မှာရောငလင်နဲ့တခြားသဘာဝဘေးတွေနဲ့ပတ်သက်ပြီးတော့ဗားသတင်းတွေပြောပြဖို့ရှိနေပါတယ်ရှင့်။ ဟုတ်ကဲ့ပါဒီပြီးခဲ့တဲ့ match လာ20ရက်နေ့ကလုတ်ခတ်တော်တဲ့စကိုင်းငလင်ဟာဒီကနေ့ဇွန်လ24ရက်နေ့ဆိုရင်3လနေပါရှိလာပြီပေါ့နော်ဒီကနေ့မှာလည်းဒီငလင်တင်ဒေတာတွေမှာရှာဖွေကေစီရဲ့လုတ်ကင်ပေးနေသူတွေကပျောက်ဆုံးနေသူတွေကိုဆက်လက်ရှာဖွေနေစေဖြစ်ပြီးတော့ဒီပြန်လည်ထူထောင်ရေးတွေကတော့အလုံးစုံလုံးဆောင်လာတာမရှိသေးပါဘူး အဲ့လိုပဲပေါ့နော်ဒီလူသေးဆုံးမှုများခဲ့တဲ့မန္တလေးကစကိုင်းဖီလာကွန်တိုမှာဆိုရင်လေရချားဆိုသလိုသေဆုံးရှုံးအလောင်းတွေကိုဆက်တိုက်တွင်းနေရပြီးတော့ဒီဒီရဲ့ပိုင်းမှာဆိုလို့ရှိရင်လေနောက်ဆက်တွင်းငလျင်တွေကဆက်တိုက်ဆိုသလိုလှုပ်ခတ်မှုတွေရှိနေပါတယ် ဒီကနေ့ဇွန်လ24ရက်နေ့မှာလေးပေါ့နော်ဒီမက်ဒလေးကစကိုင်းဖီလာအဆောင်အုံရဲ့အဆောင်အေနဲ့ဘီကိုရှာဝေကေစရေလုံနေကြပြီးတော့အဲ့ဒီကနေ့ဒီကနေ့မှာအမျိုးသမီး9ရောင်ရဲ့ရှုပ်အလောက်ကိုရှာဝေတွေ့ရှိခဲ့တယ်ဆိုပြီးတော့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ပြီးရင်ပေါ့နော်အဲ့ဒီအဆောင်အဆောင်အုံဒီကနေပဲဒီအမျိုးသမီး9ရောင်ရဲ့ရှုပ်အလောက်အပြင်ဒီမြန်မာကျန်းဝေ300ကျော်ပေါ့နော်ရွှေစေချက်သားရဲ့ပြီးရင်တခြားတန်ဖိုးကြီးလက်ဝတ်ရတနာတွေလည်းတွေ့ရှိခဲ့တယ်ဆိုပြီးတော့ထုတ်ပြန်ထားရှိပါတယ် နောက်ဆက်တွင်ငလျင်ငယ်လောက်ခတ်မှုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီကနေ့စစ်တနိုင်ဝန်းကျင်လောက်ကပေါ့နော်ဒီမတရားမျိုးရဲ့အရှေ့အရှေ့မြောက်ဖက်6မိုင်အကောမြေအောင်အနက်15ကီလိုမီတာကိုဗဟိုပြုပြီးတော့ပြင်းအား raster scale 3.1အဆင့်နဲ့ပေါ့နော်အင်အားအနည်းငယ်ရှိတဲ့အမြင်ကလေးတစ်ခုထပ်မံလောက်ခတ်ခဲ့တာကိုတွေ့ရပါတယ်ဒီတခြားပေါ့နော်တဘာဝဘေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်စစ်ကောင်စီရဲ့မိုးစလားကနေပြီးတော့ဒီကနေ့ဇွန်လ24ရက်နေ့ကနေနောက်နေ့ရက်အတွင်းချင်းတွင်းမြေရေကြီးနိုင်တယ်ဆိုပြီးတော့တတိပေးကြေညာချက်ထုတ်ပြန် ထားတွေ့ရပါတယ်။ ဒီကနေ့ပေါ့နော်မြန်မာဆယ်တော်ရှင်စစ်နှစ်နိုင်ခွေတိုင်းထော့ချက်တွေအရာဆိုလို့ရှိရင်ချင်းတွင်းမြင့်ဟာဟုံမလေးမျိုးရဲ့စိုးရင်ရင်မဲအောင်နပေခွေလောက်ကိုရောက်ရှိနေပေါ့နော်ပြီးရင်ဒီဖောင်ပြေမျိုးရဲ့စိုးရင်ရင်မဲအောင်သုံးပေခွေလောက်ကိုရောက်ရှိနေပြီးတော့နောက်နေ့ရက်မှာဆိုလို့ရှိရင်အဲ့ဒီမျိုးတွေရဲ့စိုးရင်ရင်မဲကိုရောက်ရှိနိုင်ရဲဆိုပြီးတော့တတိပေးညချက်ထုတ်ပြန်ထားတာပေါ့နော်ဒါကြောင့်မို့လို့ဒီဟုံမလေးမျိုးနေနဲ့ဖောင်ပြေမျိုးနေမှာနေထိုင်တဲ့သူတွေဒီအေမြေကမ်းနှဘေးမှာနေထိုင်တဲ့သူတွေပေါ့နော်ပြီးလို့ရှိရင်ဒီမြေနေပိုင်းဒေသတွေမှာနေထိုင်တဲ့သူတွေက ကကြတော့ဒီအချိန်မီရှောင်ရှားကြဖို့ဆိုပြီးတော့တတိပေးကျင်ကြရဲထုတ်ပြန်ထားပါရဲ့ရှင်ဟုတ်ကဲ့ပါစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့တခြားထူးခြားသတင်းတွေကိုလည်းပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ပါဒီစစ်ကောင်စီကပေါ့နော်တဘာဝဘေးကြောင်ရှာရီအပြည့်ရထားပေမဲ့လေအပြည့်ရကာလာတခြားလုံးမှာလေကြောင်းတိုက်ခိုက်တာတွေလည်းလည်းကြီးပြစ်ခတ်တာတွေဒါတွေကတော့ဆက်တိုက်ရှိနေပေါ့နော်ဒါကြောင့်မို့လို့အပြည့်မဲ့ပြည်သူတွေထိခိုက်ဒေဆုံးမှုတွေကလည်းနေစိန်နဲ့အများရှိနေပါတယ်။ဒီကနေ့မှလည်းပေါ့နော်ဒီကနေ့ဇွန်လ24ရက်နေ့ညနေ9:00ဝန်းကျင်လောက်ကလည်းဒီ ပြည့်ရက်ထားတဲ့စစ်ကောင်စီကနေပြီးတော့တအန်းထမ်းမတော် TNL ထိန်းချုပ်ထားတဲ့ရှမ်းမြောက်ကကြောက်မင်းမျိုးကိုပေါ့နော်ဂျက်ဖိုင်တာနဲ့ဘုံနှစ်ကြိမ်လာရောက်ကြေးချတိုက်ခိုက်ခဲ့တာတွေ့ရပါရဲ့။အေးဒါကြောင့်မလို့ပေါ့နော်ဒီကြောက်မင်းမျိုးကဗလီနာနဲ့ဒီဆန်ပြထမင်းဆိုင်နာမှာအဲ့ဒီဘုံတွေကကြားရောက်ပောက်ကွဲပြီးတော့လောလောဆယ်မှာကတော့ဒီ ပြည်သူတယောက်ပေါ့နော်အပြင်းပြင်းပြည်သူတယောက်နေရာမှာတွေပွေးချင်းပြီးတေဆုံပြီးတော့ခုနှစ်ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိရဲဆိုပြီးတော့ကုန်တော်ဦးတီးရရဲပေါ့နော်ဒီနောက်ဆက်တွဲအခြေအနေဒီထိခိုက်တေဆုံလူထိခိုက်တေဆုံမှုတွေပြီးတော့လူနေအိမ်တွေထိခိုက်ပျက်စီးမှုတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်စုံစမ်းနေစေပါရှင့်ဟုတ်ကဲ့ပါခုလိုမျိုးသတင်းတွေကိုစုစည်းပြီးတော့ပြပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါကတော့ငလင်းအပါအဝင်သဘာဝဘေးနဲ့တခြားထူးခြားသတင်းတွေကိုမေးမြန်းခဲ့တာပါဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးအောင်ပါရှင့်